ပြည်ပြည်စုံတဲ့ချမ်းသာကြွယ်ဝတဲ့မင်းသားဘဝမှာ29နှစ်တိုင်တိုင်အလောင်းတော်တိတ်တထမင်းသားဟာစည်းစိမ်ဥစ္စာတွေနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အနေထားတိုင်ချမ်းချမ်းသာသာဘဝခရီးကိုပျော်ပျော်ပါးပါး မိသားစုဘဝနဲ့ဖြတ်ကျော်လာခဲ့ရပေမဲ့လို့သူစိတ်ထဲမှာထူးခြားတဲ့ဥတီချက်ရည်ရွယ်ချက်တစ်ခုကဖြစ်ပေါ်နေတယ်။သူစိတ်တတ်တယ်ဟာလူလူနာလူသေးယဟန်ဆိုတဲ့မြင်ကွင်း လေးမျိုးကိုမြင်လိုက်ရတဲ့အချိန်ကစပြီးတော့တမန်ဘဝမှာကျင့်တတ်ခြင်းပျော်ရွှင်ခြင်းဆိုတာမဖြစ်လာတော့ဘူးခေါင်းထဲမှာဗာစဉ်းစားနေတုန်းဆိုရင်ဘုဒ္ဓဘောဓိယံဒီလိုဆင်းရဲဒုက္ခတွေကလွတ်တဲ့နိလန်းကိုငါသိအောင်လုပ်မယ်သိပြီးတဲ့အခါမှာ အများတ attva တွေကိုလည်းပဲဒီလမ်းကြောင်းကိုသိအောင်ပြောပြမယ်ဘုဒ္ဓဘောဓိယံငါကိုယ်တိုင်အမှန်တရားကိုသိပြီးတဲ့နောက်အများတ attva တွေသိဖို့အတွက်ငါစူးစမ်းမယ်ဆိုတဲ့စိတ်ဟာဖြစ်ပေါ်ပြီးတော့နေတယ်မုတ်တော်မောစီယံလောကရဲ့အနှောင်အဖွဲ့တွေကအမြဲတမ်းချီးမားတယ်မိသားစုအနှောင်အဖွဲ့ စီစဉ်ဥစ္စာဆိုတဲ့အနှောင်ဖွဲ့ပဝန်းကျင်ဆိုတဲ့အနှောင်ဖွဲ့တွေကနှောင်ဖွဲ့မမတိလောက်အောင်တိမ်မွေးနူးညံ့ပြီးရုံမထွက်နိုင်ကြဘူးအဲ့ဒီရုံမထွက်နိုင်လောက်အောင်နှောင်ဖွဲ့မိနေတဲ့အနှောင်ဖွဲ့တွေကငါလွတ်အောင်ကြိုးစားမယ်ငါလွတ်တယ်လို့တရားတွေကိုလည်းလွတ်စေရမယ်လွတ်အောင်ကြိုးစားမယ်ဆိုတဲ့ အတွေးတွေခေါင်းထဲမှာဝင်နေတယ်ပေါ့တိန်တော်တာရီယံဒီဘက်ကန်းဟာပြဿနာတွေအင်မတန်မှကြီးမားဆင်းရဲဒုက္ခတွေနဲ့အင်မတန်မှများပြားတယ်မငြိမ်းချမ်းတဲ့တန်တရာဆိုတဲ့ဒီဘက်ကန်းကြီးကနေပြီးဟိုဘက်ကန်းကိုငါကူးနိုင်အောင်ကြိုးစားမယ်တရဝါတွေကိုလည်းငါနီးထတ်တူဟိုဘက်ကန်းရောက်အောင် ပို့ဆောင်မယ်ဆိုတဲ့ ဒီရည်ရွယ်ချက်အတွေးတွေက သူ့စိတ်ကိုလွှမ်းမိုးထားတာဒါကြောင့်မို့29နှစ်တာကာလယခင်ကပျော်ပျော်ပါးပါးနေခဲ့တဲ့မိသားစုဘဝသူ့မပြောနိုင်ဘူးတနေ့တာအချိန်ကုန်လို့ရှင်လည်းပဲဒီစိတ်တွေနဲ့ပဲအချိန်ကုန်သွားတော့နောက်ဆုံးမှာစိတ်ပြေလက်ပြောက် ရုပ်ပြင်ဘက်ကိုဥယျာဉ်နေရှုခင်းကောင်းတဲ့ဥယျာဉ်နေထဲမှာထွက်ပြီးတော့နေပြီမဲ့လို့ဒီအတွေးကခေါင်းထဲမှာမပြောက်ဘူးအဲ့ဒီအချိန်မှာမြို့တော်ကသတင်းတစ်ခုရောက်လာတယ်။မလဲလို့ဆိုလို့ရှင်။ရတောရရာမိဖုရားကတားတော်လေးတော်ဖွားမြင်လာပြီဆိုတဲ့အကြောင်းသတင်းလာပို့တယ်။သတင်းလာပို့လိုက်တဲ့အခါမှာ လွတ်ခနဲ့သူ့နှုတ်ကဘာပြောလိုက်တုံးဆိုယာဟုစာတော်ဗန္ဒနာစာတန်ငါရဲ့လဝန်းလို့ဆိုတဲ့ငါရဲ့စီမံချက်တန်တရာဟုတ်ကလွတ်ဖို့ဆိုတဲ့စိတ်ကူးရနေတဲ့လာပြည့်ဝန်းကြီးတော်နှောက်ရမဲ့ယာဟုဆိုတဲ့အသူနေ နတ်ကြီးတော့ပေါ်လာပြီငါစိတ်ကိုနှောင်ဖွဲ့မဲ့ဟာတခုတော့ရောက်လာပြန်ပြီလို့စိတ်ထဲကဖြစ်ပေါ်လာတဲ့အတိုင်းရုတ်တရက်နှုတ်ကနေထွက်ပြီးတော့ညှိတွားလိုက်တာတာကလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုတုံ့ပြန်ပြောဆိုလိုက်တဲ့တခါအယာဟုဇာတော်ဗန္ဒနံဇာတံယာဟုဆိုရာကြီးပေါ်လာပြန်ပြီနှောင်ဖွဲ့တွေရောက်လာပြန်ပြီလို့ဒီစကားပြောပြီးတော့ ငြိမ်သက်နေတဲ့အနေထားမှာလာပြီးတော့တရင်ပို့တဲ့မင်းစီတမန်တွေကမြို့ထဲပြန်သွားပြီးခမီးတော်သုတ်တော်ရဏမင်းကြီးစီဝင်ရောက်ခါစားတော့ခမီးတော်သုတ်တော်ရဏမင်းကြီးကငါသားကဘာပြောလိုက်တုံးလို့ဆိုတော့ယာဟုဇာတော်ဗန္ဒနံဇာတန်လို့ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်ဆိုတော့သုတ်တော်ရဏမင်းကြီးကအဲ့ဒီယာဟုဇာတော်ဆိုတဲ့စကားလုံးကို ယူပြီးတော့ငါမြေးတော်လေးကိုရဟုတ်လားလို့မှဲ့မယ်လို့ဆိုပြီးအမိမှဲ့ပြီးသားဖြစ်သွားတယ်ပေါ့တကယ်ကတော့ညီးလိုက်တာပဲเนาะအဲ့ဒီစကလုံးလေးကိုယူပြီးတော့အမိနာမမှဲ့လိုက်တာအဲ့ဒီမှာစိတ်ထဲကပျော်ပိုင်းမှုမရှိဘူးနန်းတော်ကိုပြန်လာခဲ့တယ်ဖះအလောင်းတိတ်တထမင်းသားရဲ့မျက်နှာဟာ အင်တာမတီတီကြီးကြီးဖြစ်နေတော့မင်းသားရဲ့မျက်နှာကိုချိန်နေကြတယ်သူ့ရဲ့အချမ်းရံတွေကပျော်လို့ပျော်냐ဆိုပြီးတော့အတိအမုတ်အကခုံနေနဲ့ဖះလောင်းကိုဖြေပျော်ကြသူကောင်းတဲ့မှာတော့အမြဲတမ်းပဲငါအမှန်သိအောင်လုပ်မယ်သိပြီးရင်တရားတွေကိုလည်းသိအောင်လုပ်မယ်ဆိုတဲ့အတွေးတွေကလွှမ်းမိုးပြီးတော့နေတော့ သူတို့တီးတာမှုတ်တာတွေစိတ်မဝင်စားတော့မကြခင်ပဲငြိမ်သက်ပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကျတော့တိတ်တရမင်းသားအိပ်ဆက်သွားပြီဆိုတော့တီးမှုတ်နေကြတဲ့ပုံကိုယ်တွေကလည်းသူ့ရဲ့ရံရော်တွေချွေရံသင်ပင်တွေကအလုံးဟာအမျိုးသမီးတွေကြီးပဲနော်ခုခေတ်မှာအမျိုးသမီးဆိုင်ဝိုင်းပေါ်တာမဟုတ်ဘူး အဲ့ဒီမှာအမျိုးသမီးတွေကြီးပဲအကုန်လုံးတီးကြမှုတ်ကြဆိုကြကတာအကုန်လုံးမျိုးသမီးတွေကြီးပဲကဲသိတဲ့ရမင်းသားချိန်ဆက်သွားပြီအလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြတော့ဆိုပြီးတော့အကယ်၍များနိုးလိုက်ရင်ထတ်တီးဖို့ဆိုပြီးတော့ဒီအနေထားတိုင်းသူတို့လည်းတီးမှုတ်နေတဲ့တူရိယာတွေကိုအသာလေး လက်နဲ့ဖက်ထားပြီးတော့လျောင်းဆက်လိုက်ကြတယ်မကြခင်ပဲသူတို့လည်းညောင်းညာတော့အိပ်ပျော်သွားကြလျက်စင်မီမရှိတော့အဲ့ဒီအချိန်မှာစီမီပဲထွန်းထားတယ်ပေါ့နန္ဒာဒီနန္ဒာစီမာမိစာတက်ပြီးတော့ထွန်းတဲ့စီမီတညာလုံးပေါက်ထွန်းတာညာလုံးပေါက်ထွန်းတာမှုံပြပြအလုံးကိုမြင်နေရတယ်ပေါ့ ညတကောင်နှီးတဲ့အခါကျတော့အရင်အိတ်မောကြသွားတဲ့တိတ်တထမင်းသားကအရင်နိုးလာတယ်။ရံရွေတော်တွေကတော့မောမောပန်းပန်းနဲ့အိတ်နေလိုက်ကြတာ။ဟောက်တဲ့လူကဟောက်နော်။အမျိုးစုံပစာကြီးတွေဟပြီးတရေတွေကြနေတဲ့လူကချမြင်ကွင်းကအမျိုးမျိုးဖြစ်နေတော့ဖြတ်ခနဲ့နိုးလာတဲ့ သိတ္တရမင်းသားဟာရုပ်ရည်ထထိုင်မှုံပြပြမီးယုံထဲမှာသူ့ရဲ့ရံရီတော်ဖြေပြောကြတဲ့အမျိုးသမီးတွေအိတ်ဆက်နေတာကိုကြည့်ပြီးသူ့စိတ်ထဲမှာတုတ်တန်ရောက်သွားတယ်လို့ခံစားရပြန်တယ်ပေါ့အဲ့ဒါကသူ့ရဲ့စိတ်ကိုချက်ချင်းနန်းတော်ကထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတယ်ဒါနဲ့အိယာကထား ဟိုတစ်ဖက်ကတက္ကနာမှာအိတ်ဆက်နေတဲ့ဆန္ဒဆိုတဲ့သူ့ရဲ့အမတ်ကိုသွားနှိုးတယ်နှိုးလိုက်ပြီးတော့ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတစားဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာတားတော်လေးမွေးဖွားလာတယ်ဆိုတာမတွေ့ရသေးဘူး ရတော်ရရနဲ့နေတာကနန်းပြတ်တတဆောင်းစီနေတာအဆောင်ကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်ပဲဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့သားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ်အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရရအိတ်တဲ့အခန်းတကားပေါက်လေးကိုလှက်လိုက်တယ်တကားကိုဖြွင့်ပြီးတော့ ာမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရရာကသားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ကဆင်းသွားလိုက်တာကနကမြင်းကြီး သဏ္ဍာန်အမတ်ကပြင်ထားတဲ့အတိုင်းကဏ္ဍကမြင်းပေါ်မှာလွှားကနေတက်ပြီးသဏ္ဍာန်ကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအယံသိမျိုးတကားကလည်းပွင့်နေအဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညတဲမှာခྱི་ဘလောက်ပေါက်သွားတယ်လဲဆိုတော့မြင်းကိုဒုံဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညတဲမှာယူစနာ30ခྱི་ပေါက်သွားတယ် တယူဇနာကို10မိုင်နှုတ်တချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်ဖြန်းပြခြင်းအဖြစ်12မိုင်နှုတ်နဲ့ပဲဟို10မိုင်နှုတ်နဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခီးပေါက်သွားတယ်နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရဲ့ကောလိယရဲ့မန္လတိုင်းရဲ့တိုင်း၃တိုင်းကိုဖြတ်ကျော်ပြီးတော့ မနတိုင်းနေဆက်ကအနုပိယလို့ဆိုတဲ့တဲဥယျာဉ်နီးနားမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုမြစ်တစ်ခုကိုရောက်သွားတာအဲ့ဒီမြစ်ကို ဖြတ်ကူးလိုက်ပြီးဟိုဘက်ကန်းလည်းရောက်သွားတောင်ပြင်ပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာမနေ့မိုးလင်းကာစားလေးမှာ တာကိယနယ်လဲလွန်သွားတယ်ကောလိယနယ်ပယ်ကြီးကိုလဲလွန်သွားပြီးတော့မန္လနယ်ပယ်တဲ့အထိရောက်သွားပြီးအနော်မှာမြစ်ကမ်းကိုမြစ်ကိုခတ်ချင်းချင်းဖြစ်တဲ့အနော်မှာမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ရောက်သွားရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကိုမေးတယ်ဒီဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနော်မှာမြစ်လို့ခေါ်ပါတယ်အနော်မရဲ့အဓိပ္ပာယ်က မယုံညံ့ဘူးဆိုတဲ့အဓိပ္ပာယ်အေးဒီမြစ်မှာပဲဒီနေရာမှာပဲငါဟိုဘက်ရောက်သွားလို့ရှင်သူများနေတဲ့ရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချုပ်ပြီးဒီအချိန်မှာမမြော်လင့်မဲနဲ့ကတိကာရပြမကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပြိခရာ၈ပါး ရောက်ရှိပြီးတော့လာတယ်။အဲဒီချိန်မှာမင်းသားအဝတ်တွေကိုချွတ်အပြမကြီးကတ်တဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မောခင်ပါလောက်လဲလို့ဆိုရင်မင်းသားတွေထုံထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျက်နဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ ထိုးစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင် ကနေပြီးမို့မို့ဆုစုချွန်ညွန်ကလေးဖြစ်ပြီးတော့နေတယ်ဆန်တုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သစ်ပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သစ်လောက်ပမာဏရှိတဲ့ဆန်ပင်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့အနဲ့ရောင်ကိုပါထက်သွင်းပြီးတော့ ဗဘုဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဒံယူပြီးတော့ထုတဲ့အခါဘာဖြစ်နေလို့ဆိုစတုံးလေးလို့ဖြစ်တယ်အမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေအပေါ်မှာကပ်ပြီးဆံပင်ထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော်တချို့တော်တော်မြင့်အောင်တောင်ထောင်းနေတယ်အခု ဘုရားလောင်းကတော့တဘာဝကိုကစပင်ကပြေးကြမသွားပဲနဲ့ထောင်နေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့စပင်ဟာတသက်လုံးပြန်ပြီးတော့ဓိရရှေတက်ပြီးတော့မလာဘူးလက်နှစ်သက်ပမာဏရှိတယ်ဆံမုတ်စိတ်တွေကလည်းထိုလက်နှစ်သက်နဲ့လိုက်လျောညီတဲ့ရေးရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှကမ်းမွေးကာယာကြီးမပါဘူးเนาะရင်းရင်းလေးပဲ ဖះလောင်းတော့အဲ့လိုဆံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကလကြာဘူးတဲ့ကရပြီဂျမာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွှဲမင်းသားဝတ်တွေကိုထုတ်ထဲထုတ်ပြီးတော့ဆန္နာကိုပြန်ပြီးတော့အမိန်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္နာက ူလဲဝကျင်းငယ်ပြုရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်။မင်းလိုက်လို့မဖြစ်ဘူးတဲ့။အိမ်ကိုပြန်ပြီးတော့ပြောအောင်တဲ့။တရင်ပြန်ပို့လိုက်တဲ့။ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တဲ့။တရိษံဆိုတာလဲဝမ်းနဲ့တတ်တယ်နော်။တချို့ ခွေးတွေဆိုလို့ရှင်သခင်ကိုခင်လို့သခင်တည်သွားရင်အဲ့ဒီသခင်မြုပ်နှံထားတဲ့မြေပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့တစ်ခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တတ်တယ်တိရိစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တတ္တဝါတွေဟာလည်းပဲဒီတိုင်းပဲသူ့ရဲ့အရှင်သခင်ကိုအလုံးခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့် မျက်ရည်တွေတွေ့တွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ကန္တကမြင်းကြီးဟာအဲ့နာပါပဲဘုံကနေလဲသွားတယ်တည်သွားတယ်ပေါ့အဲ့ဒါဘုန်းကြီးတို့ခေါ်ထားတဲ့တရားတော်ဘုရှိတယ်မြတ်ဗုဒ္ဓနဲ့ကန္တကမြင်းတို့ပြန်လေဆုံတွေ့ခံဆိုပြီးတော့ခေါ်ထားတာတော့ရှိတယ် အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကဏ္ဍကမင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့အဲ့တော့ကဏ္ဍကမင်းကြီးမင်းကြီးတည်သွားတဲ့အခါကျတော့သန္နာထုတ်ထမ်းပြီးသူတယောက်တည်းနေသုံးနေကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်